ီစဉ်ကိုတဖက်တလမ်းမှကူညီပံ့ပိုးပေးတာကတော့ရွှေကျိုးမြေတွင်တင်ပန်းဖြည့်ရေကူးကန်နဲ့စားပွဲဆောင်မှဖြစ်ပါတယ်။ရွှေကျိုးမြေမှာဆိုရင်မိသားစုလိုက်ဖြစ်ဖြစ်မိဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြည့်ရေကူးရင်းအားယူဖို့အတွက်ဘန်ဂလိုများကိုလည်းမိဆွေတို့တက်တောင်းတက်တာဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရေကူးကန်ရဲ့ရေသန့်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး 24နှစ်ရင်ပတ်လုံးမောင်းနှင်တန်းစင်ပေးထားတဲ့စနစ်ကိုတုံ့ပြုကြတာဖြစ်လို့တန်းစင်မှုအတွက်ယာနှုံးပြအာမခံပေးနိုင်ပါတယ်။လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ချွေးနဲ့မမြင်နိုင်တဲ့အညစ်အကြေးများကိုချက်ချင်းခြေပြက်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးထားပြီး pH 7ရေသွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးထားပါတယ်။ရွှေကျွန်းမြေမှာလူရည်များပြားနဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအခမ်းအနားဖြစ်ဖြစ်နေရာကျေဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့အခမ်းစားတောက်ရေကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေပါဖြစ်ပါတယ်။ ရွေကျုံးမြေမှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ music band တွေရဲ့တည်တခြင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12:00နာရီညနေ9:00အထိထည့်သွင်းပေးကြပါတယ်။အချင်းနားထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့အေးစေးနားယူမယ်ဆိုရင်တော့ရွှေကျုံးမြေမှာမျိုးထွေးစွာဖိတ်ခေါ်လိုက်ပါလေ။ရွှေကျုံးမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာစင်လှိုင်းသာယာပီအိုစီလမ်းဆောင်လှိုင်းသာယာပရိုဂရမ်မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါလေ။ နေ့စဉ်နဲ့နဲ့မနက်9:00နာရီမှည10:00နာရီထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်စကောဆင်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးတဲ့စီစဉ်ကတော့ကျွန်တော်တို့ဒီကင်ပီနယ်ဖန်မြို့မှာလက်ရှိကျင်းပနေတဲ့ဒါကြီးအချိန်1.90မြောက်ကင်ပီနယ်နေ့ ပွဲစဉ်တွေကကြာ9ရက်နေ့မှာရှင်ပြန်ထိုးသက်ခဲ့ကြတဲ့စူပါရေချမ်းတဲ့မေကျော်သားတို့ရဲ့တွဲဆိုင်ကိုကျွန်တော်ကမေးပြီးတော့ဒီကုန်တော်ငွေငင်းကဖြေချပေးမှာဖြစ်ပါတယ်။ဟိုပြောရမယ်ဆိုလို့ရှင်တော့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ဒါ list ပိုင်းဆိုင်ရာပြီးလို့ရှင်ခါးစားရတဲ့အကြောင်းအရာခါးစားချက်တွေကိုကုန်တော်ငွေကဖြေချပေးမှာဖြစ်ပါတယ်ကြာ။အကူမင်းလာပါ။မင်္ဂလာပါညီလေး။ဟုတ်ကဲ့ဗျာ။ ဒီဒီပွဲပေါ့နော်ဒီပွဲကပြိတ္တအားလုံးလဲကြိုက်တယ်အကျွန်တော်စောကောင်းကလည်းကျွန်တော်ဒိုင်းထုံးနဲ့ပြတ်သားခဲ့ပုံနဲ့ပြတ်သားခဲ့တဲ့အချိန်မှာတော့အနန္တနိုင်ခက်ခဲရှိရတော့ပွဲကလည်း delay ဖြစ်သွားတော့ဒီချိုမကြည့်လိုက်ရပြိတ္တတွေလည်းရှိရပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒါဒီ business ဘိုင်းရောလီဘီဘာဘိုင်းရောပြီးလို့ချင်းပြိတ္တတွေရဲ့စိတ်ခံစားမှုအကွက်ခံစားချက်ပေါ့ကျွန်တော်သိချင်တာလေးရှိလာရပေါ့နော်အဲ့တော့ဒီဝက်ဆန်နဲ့ပတ်သက်ပြီးကျွန်တော်မေးချင်တာဒီတွဲဆိုင်ကိုပဲကျွန်တော်စမေးချင်တယ်ဒီတွဲဆိုင်ကိုဒီအကူမကြည့်ရသေးခင်မှာဒီတွဲဆိုင်ဖြစ်ပေါ်လာတဲ့အချိန်ကျင်ကြလိုက်တဲ့အချိန်မှာအပုစိတ်တွေဘလို့ဖြစ်လဲပဲ အခုစိတ်ကဘလို့ဖြစ်လဲဆိုတော့အခုလက်ရှိအကြည့်ကျန်ဆုံးဆိုရင်ဟာစူပါရီဂျန်ကိုဒီကျော်သောင်းနဲ့ကြည့်ကျန်တယ်เนาะဒါဖြစ်နိုင်တာမဖြစ်နိုင်တာတဲ့အခုစာနာကိုပြောကျော်သောင်းနဲ့ကြည့်ကျန်တယ်ပြောသွေးလင်းထက်နဲ့ကြည့်ကျန်တယ်ဆိုတော့ပြီးတော့အဲ့ဒီကစားသမားတွေကအားလုံးလည်းသိတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့လည်းကြော်ကြားပေးစားပေါ့သွေးလင်းထက်တို့ဒီကျော်သောင်းလို့ဆိုတာဟုတ်ကဲ့ဘာလို့ကြည့်ကျန်လဲဆိုတော့ငြိမ်မြင့်တဲ့ကစားသမားတွေပေါ့เนาะပြီးတော့ performance ကောင်းတဲ့ကစားသမားတွေဖြစ်လို့ ဒါလက်ကြည့်အနေထား1မှာသွားကစားရင်သွလင်းထက်နဲ့ရေချမ်းဆိုရင်ဒါဝိတ်တန်းမတူရအောင်ဟုတ်ကဲ့အဲပြင်းနှင်းမှာတော့သူတို့လည်းကစားခဲ့ဘူးလားပဲဟိုဝိတ်ဒီလည်းအရန်မကွာကြဘူးเนาะဒါပြင်ဆင်ပြီးတော့ထိုးကြတာပဲဆိုအရန်လည်းကောင်းတယ်အနောက်တစ်ယောက်ကကြတော့အဲမင်းကျော်စားကိုအကိုကြည့်ကြတာဟုတ်ကဲ့အကိုကအမှန်တိုင်းပြောရင်အကိုကဒီမင်းကျော်စားပြီးတော့စိုးနောင်ဦးဟုတ်ကဲ့ပြီးတော့ slide ထန်ကူးရှိဟုတ်ကဲ့ဗျလွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကအကို mention ခဲ့တယ်ဟုတ်ကဲ့အဲ့ဒီကစားသမားကြီးကောင်းတယ် နိုင်ငံတကာကိုရောက်မယ်ရောက်တင်တယ်ပေါ့နော်ဟိုပိုင်းပို့ပေးကြပါအခုတောက်လျှောက်တောက်လျှောက်အခုပြောခဲ့တယ်ဟောသိတဲ့သူတွေလည်းသိပါတယ်မင်းကျော်သားအခုအရန်ကြိုက်တဲ့ကစားသမားတွေမှာပါတယ်ဟုတ်ကဲ့သူ့ရဲ့ဒီဘယ်လိုပြောမလဲ intelligence ကိုလည်းကြိုက်တယ်အသူကစားဘောက်ကိုလည်းကြိုက်တယ်ဟုတ်ကဲ့အသူ movement တွေလည်းကြိုက်တယ်ကစားသမားကောင်းတယောက်ရဲ့အင်ကာရက်တွေအရန်ပြည့်စုံခဲ့ဘူးတဲ့ဟုတ်ကဲ့မပြည့်စုံခဲ့ဘူးတဲ့ဆိုတော့အခုမပြည့်စုံတော့ဘူးအခုကတော့ရှင်းရှင်းလေးပဲ အချိန်လည်းဘာမှကြာသေးတာမဟုတ်ဟုတ်ခဏလေးပေါ့ဟုတ်အချိန်ဘာမှကြာလွန်ခဲ့တဲ့ဒီတနေ့နဲ့နှစ်နှစ်အတွင်းမှာဒီမင်းကျော်သားတို့တွလင်းထက်တို့အကိုဒီမှာတွေ့ခဲ့တွေ့ခဲ့တဲ့အချိန်မှာအဲ့ဒီအချိန်လေးတော့နှစ်အောင်စလုံးကတကယ်ကိုအနာကမှာတောက်ပါမဲ့လားလားရှိလို့တွလင်းထက်အဲ့တော့ဝမ်းအောင်မသွားသေးဟုတ်ကဲ့ဗျတို့နဲ့သကားကြီးပြောခဲ့ပြီးတော့အကို mention ခဲ့တာအခုတွလင်းထက်ကသူ့လမ်းကြောင်းလေးကဖြောင်းထွက်သွားတယ်မင်းကျော်သားအခုအကောက်တွေများတယ်အထူးသဖြင့်ဒီ software အလုံးနဲ့သူထိုးခဲ့ဘူးတယ်နော် ကိုလိုလုံးဝအားမရဘူးမိုးထောင်နဲ့တိုးတယ်လုံးဝအားမရဘူးအကိုတို့ညင်ညင်ခဲ့တဲ့မင်းကျော်သားမဟုတ်တော့ဘူးကျွန်တော်ဒီစောကျွန်းတို့ဟိုနှွာခဲ့တဲ့မင်းကျော်သားမဟုတ်တော့ဘူးတခါအခုဒီရေချမ်းနဲ့လည်းအရင်ကလည်းသူကသားဘူးလားအတော့နဲ့သူကတန်းတစ်ခုရောက်ပြီးတော့မှမင်းကျော်သားပွဲတွေဝေဝမ်းမှလည်းသွားမထိုးရဒီတခြားပြဿနာတွေလည်းရှိပါတော့အဲ့ဒီမျိုးစုံအပြင်ပေါ့သူဒီတဘူရီ performance ကပါအခုအားရစရာအနေထားမမြင်ရတော့ဟုတ်ကဲ့ဒါပေမဲ့ဒီကောင်လေးကိုပြန်ဖြစ်စေချင်တာ အခုနောက်ထပ်တယောက်ရှိသေးတယ်အာရှနာကားလေးဟုတ်ကဲ့အာရှနာကားလေးဆိုအရန်ပျက်စီးနေတယ်ပေါ့နော်နေတဲ့ထိုင်တာလောဝိထိုးတဲ့ပုံစံကအလားလားအရန်ကောင်းခဲ့သားနဲ့အဲ့တော့အခုဒါမင်းကျော်သားနဲ့ဒီရေညမ်းနဲ့တဲတယ်တဲတယ်ဆိုတော့အချိန်မှာမင်းကျော်သားအရင်လိုပြန်ကောင်းရင်ကောင်းမယ်လို့အဲအဲ့ဒီအတွေ့လေးတွေးမိတယ်ပြီးတော့အဲ့ဘွဲကအခုအရန်ကြည့်နေတယ်ဟုတ်အခုလိုနိုင်ငံသားကွာဒီတခုရှိတာကဥမာဟိုရန်တိုင်းထုံးနဲ့အောင်ကင်ပွဲဆိုဒါကောင်ပွဲကြီးပေါ့နော်ဟုတ်ကဲ့အဝိတန်းအရာလဲပါတာပေါ့ ဟိုနာမည်အရာလည်းပါတော့ဒါပေမဲ့နိုင်ငံတကာအတိုင်းအတာနဲ့ကြတော့အခုအမြင်ကဒီအချိန်မှာကောင်ပွဲကရေချမ်းပွဲပဲဖြစ်ရအောင်ဟုတ်ကဲ့အမင်းကျော်ဒီရေချမ်းကဒီလို့ခေါ်မလဲအောင်ခိုင်ထက်ပိုကောင်းတာလို့ပိုမကောင်းတာလို့မဆိုင်ဘူးဟုတ်ကဲ့နော်မဆိုင်တန်းနဲ့လည်းမဆိုင်ဘူးအဲတန်းနဲ့လည်းမဆိုင်ဘူးလက်ရှိဟိုကြော်ကြားမှုအရာရောနော်နောက်တစ်ခုကတွဲဆိုင်နှစ်ခုရဲ့အနေအထားရောအဲ့ထားတော့အဲ့ပွဲကတော့အခုအချိန်တည်းကကောင်ပွဲပဲအဲ့ဒါဒီလိုလာတာရေချမ်းကလည်းအဲ့ပွဲကအဓိကရည်ရွယ်ချက်ပဲဟုတ်ကဲ့ကစားတဲ့ ်ပေါ့နော်တကယ်သားတဲ့အခါကျတော့ဟိုမင်းဟိုရေချမ်းတာမယ်ဆိုတာသိတယ်အမင်းကျော်သားဘယ်လောက်ထိပြန်တုံပြန်နိုင်မလဲဆိုတော့ကြည့်ချင်တဲ့ခံစားချင်တဲ့လာတာဟုတ်ကဲ့အဲ့ဘွေကိုကျွန်တော်ကြည့်နေတဲ့စိတ်ခံစားတဲ့တစ်ခုကြီးက Justin Gage နဲ့ Max Holloway ဒီ Joel Lowe မှာစကားပြောပြီးထိုးတာဘွေကရှားတယ်သူတို့နှစ်ယောက်စကားပြောရင်းနဲ့ထိုးနေတာပြောတယောက်နဲ့တယောက်တယောက်စိတ်ထဲမှာတယောက်ဘာရှိမလဲတော့ဒါကျွန်တော်တို့မသိနိုင်ဘူးเนาะပြီးတော့ Negan Club နှစ်ခုလည်းဖြစ်ကောင်းဖြစ်မှာဒါပေမဲ့သူတို့ဒီ စူပါရီချမ်းအရင်ကောင်းတာကိုကျွန်တော်မြင်ရအဲ့တော့ဖြတ်မေးကျင်လာတာပါလဲဆိုတော့စူပါရီချမ်းကိုကျွန်တော်ဒီလိုပုံစံနဲ့မြင်ခဲ့ဘူးလို့ကိုခံလာတာဟုတ်ကဲ့ခံလာပါတယ်ရေချမ်းကရေချမ်းအခုအခုတိမ်မြူမလာကစားရပွဲဆိုလေရေချမ်းကအသူ့ရဲ့ယုံကြည်မှုပေါ့နော်ဒီပွဲအပေါ်မှာထားတဲ့ယုံကြည်မှုနောက်ပြိုင်ဘက်ကိုဘလို့လွှမ်းမိုးမယ်ဘလို့ဘလို့အသာစီးယူမလဲဆိုတဲ့ယုံကြည်မှုအမြဲဆုံးရောက်နေပြီသူကဒီလိုပဲကစားတော့မှာ ဟိုဒါဒါအခုအမြင်ပြောတာအခု1မှာနိုင်တာရှိမယ်ရှုံးတာရှိမယ်အဲ့တော့ပြဿနာမရှိဘူးအဲ့ဒါပါတော့တကယ်ဟုတ်ကဲ့ဒါပေမဲ့သူ့ရဲ့ယုံကြည်မှုအဲ့ level ကိုရောက်နေအခုဒီပွဲမတိုင်ခင်ဆိုလဲဒါအခုကပါမြင်ရလဲဆိုတော့မင်းကျော်သားစီမှာပဲစိုးရင်စိတ်မြင်ရတယ်အရေးချမ်းစီမှာအရန်အရန်ပေါ်ပါလုံးနဲ့အဲ့တော့ဒါဖြစ်လဲဖြစ်တယ်နဲ့မင်းကျော်သားကိုလည်းအဖြစ်တင်လို့မရအောင်ဒီအချိန်မှာရေချမ်းနဲ့ထိုးတဲ့ဘသူမဆိုးဒီလိုဖြစ်မှာပဲဟုတ်ဒီအဲ့အဲ့ဒီအနေနဲ့တော့ဒါပေမဲ့တကယ်တကယ်ထိုးတဲ့အခါကျတော့ ့ဖောက်တယ်ဟောင်းနေရတယ်ဟုတ်ပြီးတော့တောင်းတဲ့ရွယ်လူတွေပဲပြီးတော့ဟိုတကယ်လဲကောင်းတဲ့သူတွေပဲအရင်အပြိုင်ဆိုင်ဘယ်သူတက်လာမလဲဆိုတာစောင့်ကြည့်ခဲ့ရတဲ့သူတွေပဲအခုရေချမ်းကပို့ပြီးတော့မြင့်သွားတော့လေဟုတ်တော့ဒါပေမဲ့တကယ်ပြိုင်ပွဲရောက်လာတဲ့အခါကျတော့နောက်ဆုံးရဲ့မန်ကိုမြင်ရတာပဲအဒီပြိုင်ပွဲဂိမ်းရဲ့အရေးကြီးရဲ့အစိတ်ပိုင်းအခုမင်းဟာလေးပြောပြပါတက်တနာကဝက်ပရပယ်လာမဖြစ်ဘူးမင်းကျော်သားဟုတ်ကဲ့မင်းကျော်သားက ဒီဘက်မှာကစားတော့တော့ကောင်းပါတယ်ရှေ့ဘွဲတွေထက်ကောင်းတယ်အကိုတို့မြင်ကျင်တဲ့မင်းကျော်သားမဟုတ်ပေမဲ့တော်တော်လေးပြန်ရောက်လာတာတော့တွေ့ရတယ်ဒါပေမဲ့မင်းကျော်သားကောင်းမပြည့်စင်တာဟုတ်လုံးဝသိကြတယ်မကောင်းလက်ကျင်ငန်းကိုမပြည့်ထားဘူးအဲ့ဒါလည်းကောင်းအောင်သိကြတယ်မင်းကျော်သားရဲ့ခန္ဓာကိုယ်တိဆောက်ပုံနဲ့အကိုမကြိုက်ဘူးသူ့မှာရှိနေတဲ့ညံညံသွေးနဲ့သူကစားသွားတာကစားသူ့မှာရှိတဲ့ညံညံသွေးနဲ့သူ့မှာရှိတဲ့ထိုးလုံးထိုးအောင်နဲ့ကစားသွားတာအဲ့ကစားသွားတာကိုသူဒီလောက်ထိကစားတော့ခံကစားတယ်လို့ပြောကြတာပေါ့ကွာ ဒါပေမဲ့သူ့မှာလည်းသူ့သူ့ပညာလည်းသူရှိတာပေါ့ကိုတော့တွေ့တွေ့တယ်ဟုတ်ကဲ့ဒါပေမဲ့သူ့မှာ physical မှမလိုက်နိုင်တာဟုတ်တယ် physical ကသူ့အအဓိက web preparer မှာဖြစ်ဟုတ်ရေခန်းကအငြင်းလမ်း web preparer ဖြစ်တယ်အခုအငြင်းလမ်းစောင့်ကြည့်နေတဲ့သူမဟုတ်အခုလည်းအထူးထူးနေနေရမဟုတ်ဒါပေမဲ့ရေချမ်းပုံစံကိုကြည့်ရသိတယ်နောက်အခုမျက်လုံးတွေရှိတယ်နားတွေရှိတယ်ပုံစံရုံနဲ့စကားတွေပြောဖြစ်တဲ့အခါရေချမ်းဘလို့နေတိုင်းရှိတယ်အောင်ခိုင်ဘလို့ဘလို့ကြိုးစားတယ်ဆိုတော့အခုတော့ကြားနေတာသိနေရတာဟုတ်ကဲ့ဆိုတော့ရေချမ်းက ကောင်းကောင်းပြင်ဆင်ထားတဲ့အတွက်ဒီလိုမျိုး confidence နဲ့ကလာတာပဲအဲ့တော့မင်းကျော်စားမှာကအဲ web prepare မဖြစ်ဘူးမရှိရင်ဒီပွဲမှာကဒီပြဿနာတစ်ခုခုရှိနေတယ်ပေါ့နော်အကောကဒီဒီကပေါ့နော်ဒီဘောဘောကပေါ့ဘောကပြဿနာထင်တာအဘောကပြဿနာလည်းနည်းနည်းပါပါဒါပေမဲ့ပွဲပြီးတော့မှအသူဆရာကြီးနဲ့လဲပေါ့နော်အခုဟိုဖြစ်တဲ့အခါကျတော့ဘာပါတော့1သွားခြင်းနဲ့1သွားခြင်းနဲ့ဆိုတော့ကဒီပွဲကျမှသွားအခုမှဖြစ်ဖြစ်တာအဲ့မတိုင်ခင်မှာဖြစ်ဘူးလို့ပါလို့ အဲ့လိုမျိုးတွေကအားသာသမားတူဦးအနေနဲ့ကမဖြစ်တင်တော့ဘူးနော်ဟုတ်မင်းကျော်သားပွဲပေါင်းများစွာထိုးလာတာဟုတ်ဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့တော့လော်လော်လေးတိလိုက်တာကတော့သူကသူ့ရဲ့ဒီရုပ်ပိုင်းစိတ်ပိုင်းက100%မှာရှိမနေဘူးဟုတ်ရုပ်ပိုင်းကဘာလို့100%ရှိမလဲဆိုတော့ကောင်းကောင်းမလေးကျင်ထားဘူးကောင်းကောင်းမပြင်ဆင်ထားဘူးအရန်တိတာတယ်အဲဒါပေမဲ့ဒီစိတ်ပိုင်းကြတော့လေအဲ့လိုဝမ်းသွားခြင်းသလိုဖြစ်တယ်လို့ဘာလို့ညာလို့ဆိုတာတွေကလည်းမဖြစ်တင်တော့ဘူးကွာထားပါတော့ဟုတ် ဟိုယောဂအကြောင်းဆိုပိုမဖြစ်တင်ဆိုဟိုဝမ်းရှောင်းနေတော့ဆိုပိုတော့မဖြစ်တင်တယ်ပွဲထုတ်မဲ့နေကြီးဟုတ်တယ်အဲ့တော့ဒါအကြောင်းနဲ့ဖြစ်မဖြစ်တင်တာတွေကသူ့စီမှာမြင်ရတယ်အရေးချမ်းစီမှာတော့အေးအေးဆေးဆေးပဲအခုအရန်ကြိုက်တဲ့စိတ်ပိုင်းယူပိုင်းဒီပကား shape ကိုမြင်ရတယ်အဲ့တော့ကစားတော့လည်းကွာတာပေါ့ကွာတော့ရေချမ်းကတော့ဒါစီကိန်းအတွက်လေ့ကျင့်နေအောင်လေ့ကျင့်နေဆိုတော့လေ့ကျင့်မှုမပြတ်ဘူးပေါ့နော်ဒါမင်းကျော်စားကြတော့လည်းဒါပြင်ပွဲရှိမှပြန်လေ့ကျင့်တဲ့ပုံစံလိုလားမသိဘူးအဲ့တော့ရေချမ်းကကျွန်တော်အရှိမှဆိုလည်းကျွန်တော်မဟုတ်ကြီးလေအဲ့လိုလည်းမဟုတ်ဘူးဟုတ်ပြင်ပွဲရှိမှ ပဲဖြစ်ဖြစ်ဟိုတဘောပွဲမရှိတာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ရဲ့လေ့ကျင့်ပုံကွာကွာတယ်ဟုတ်ကဲ့တက်လာအခုကွာဒါရေချမ်းကတော့ပုံမှန်လေ့ကျင့်တယ်ဟိုကတော့ပွဲဝေးနေလို့အဲ့လိုမဟုတ်ရေချမ်းကပွဲဝေးလဲသူ့အလုပ်ကိုသူလုပ်နေတယ်သူတို့နှစ်အရကွာအခုကမင်းကျော်သားကိုမုန်းလို့မဟုတ်ချစ်လို့ပြောတာအဲ့လိုနေရင်မင်းကျော်သားအရှိတော့ထပ်မတက်တော့ဒီတိုင်းလေးပဲပြီးသွားလိမ့်မယ်မင်းကျော်သားသူ့ရဲ့ mindset ကပြောင်းဖို့လိုလိုနေဟုတ်ကဲ့ ဒါရေချမ်းတော့ကျွန်တော်တို့အရှိမလဲတော့ဒါကြောင့်ရှိဘူးပဲဒီဘွဲ့တော့ဒါသူ့ရဲ့အကောင်းဆုံးဘွဲ့ပဲဘောနော်ဒီပြင်ရေချမ်းဒီဘွဲ့မှာဘာတွေကောင်းလဲဆိုတော့ပြောဖို့အတွက်ဆိုလို့ကျွန်တော်အများကြီးဖြစ်နေလိမ့်မယ်ပေါ့ရေချမ်းကြီးလေရေချမ်းအကောင်းဆုံးဘွဲ့လည်းမဟုတ်ရေချမ်းဒီတက်ကောင်းတဲ့ဘွဲ့တွေအများကြီးပဲဟုတ်တယ်အခုကွာမင်းကျော်သားနဲ့ရေချမ်းလဲအခုကအခုတော့ပွဲမကစားခင်ပေါ့နော်ပွဲမကစားခင်ကစားသမားမြောက်ကစားတဲ့အခါမှာဘယ်သူနိုင်မှာဘယ်သူချုံးမယ်50 50ပေါ့နော်အဲ့လိုအကြမ်းပြန်သဘောထားလိုက်အပွဲပြီးတဲ့အချိန်မှာဘယ်လောက်ရောက်သွားသလဲပေါ့တေကြိုက်ပဲဆိုတော့ဒါရေချမ်းက85 85လောက် ဟိုအသာသီးယူလိုက်တယ်80 20လောက်အသာသီးယူလိုက်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အဲ့ဒါရေချမ်းရဲ့အကောင်းဆုံးပုံစံလည်းမဟုတ်သေးဘူး။အဲတစ်ဖက်ကကြည့်တော့ရေချမ်းအကောင်းဆုံးပုံစံမဟုတ်သည့်တိုင်အောင်ရေချမ်းအမတန်ကြောက်စရာကောင်းလုံးပဲ။သူဘယ်ဒီ high kick ညာ high kick ကိုအဆက်ပြတ်ကန်သွားတာတွေနောက်အဝန်းလက်သီးတွေမြန်လာတွေလက်သီးလမ်းကြောင်းလှတာတွေလက်ထွက်မြန်လာတွေအကုန်ပကားပြည့်စုံနေ။အဲဒါထပ်ပို့ပြီးတော့ကောင်းတယ်ဆိုတာက game ကို game ကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ ဘလို့အနိုင်ယူမလဲဘလို့ခဲလုံးမလဲဆိုတဲ့အပိုင်းတော့သူလိုသေးတယ်လိုသေးတယ်ဆိုတာကမရှိတာမဟုတ်အရင်ဘွဲတွေမှာရှိတဲ့ဘွဲတွေရှိတယ်ဒီဘွဲမှာအဲ့ဒီအပိုင်းအဲ့ဒီအပိုင်းဆိုနည်းနည်းလိုတယ်အထူးသဖြင့်တော့အဝင်လော့ထွက်လော့ရမယ်သူလည်း damage တွေပြန်ထိတယ်မင်းကျော်သားရဲ့အေးကျင်းလဲပါတယ်မင်းကျော်သားကကောင်းပါတယ်ဒီဘွဲမှာ physical သာပြည့်ရင်ဒီဘွဲကရေချမ်းတအောင်ပါပဲဒါပေမဲ့ဒီလောက်တအောင်မဟုတ်ဘူးအဲ့တော့မင်းကျော်သားရဲ့ကောင်းွက်လေးပေါ့နော်နည်းနည်းသူရေချမ်းကိုပြန်ပြီးတော့အခက်တွေ့အောင်လုပ်နိုင်တဲ့အပိုင်းလေး ထုတ်ပြပါဆိုတော့ကိုဘယ်ပိုင်းပြောမင်းကျော်သားရဲ့အားသာကြတာမင်းကျော်သားကြီးတွေတိုင်းပေါင်းစုံကိုတကယ်ထဲထဲဝင်သူနားလေသူတက်လေဟုတ်ကဲ့တော့သူကစားလဲကစားတယ်မင်းကျော်သားတော့ဒါအခုဝရှုလို့ပါလို့ဆိုတာကဟိုသူ့ရဲ့ professional တော့မဟုတ်ဘူးကွာသူ့ professional ရွေးရလို့ရွေးရလို့သူဘာနဲ့ဘာတွေနဲ့ကစားလဲဆိုတော့သူကနပန်းလို့ပါလို့လဲသူလေ့ကျင့်တာလေအပြင်သူဟိုတိုက်ကွန်ဒိုကရာတေလဲသူလေ့ကျင့်တာလေဒီရိုးရပုံစံကိုလည်းငယ်တည်းကသူအမောင်းခံလာတယ်အဲ့တော့မင်းကျော်သားစီမာက ဒီအတက်အဆုတ်တွေပြီးတော့သူ့မှာနှင်ကြီးလဲရှိတယ်အခုမှမရှိတော့တာအခုမှအဲ့ဒါကြောင့်အာမေရတော့နော်ဒီဘက်မှာအခုတရေချမ်းရဲ့အဝင်တွေပါရေချမ်းရဲ့အမြန်ဆုံးတော့သူမမြင်အောင်လက်ထွက်တည်းရဒါပေမဲ့မမြန်သည့်တိုင်အောင်ရေချမ်းကလည်းသဘောက concentration ကအမြဲအပြည့်ရှိနေရမို့အငိုက်လေးတွေရှိတယ်အဲ့အလင်းငိုက်တွေမှာထိပုံပဲမင်းကျော်သားစီကအဲ့ဒီအားတွေကိုအခုမြင်ရတော့ဟုတ်ရှိမနှစ်ကပွဲတွေမှာဆိုမင်းကျော်သားအဲ့ဒါတွေတော့မတွေ့ရတော့ဟုတ်အခု ဒီမှာ तू ဖက်ကနဖက်ကနဒီအညာချက်လေးတွေထောက်လိုက်တဲ့ဟာတွေကရေချမ်းကိုတော်တော်ထိတာတွေအဲပြီးတော့ဟို तू ကြောင်ပိတ်မိတဲ့အချိန်မှာ तू ထွက်သွားတာလေးတွေတော့ပြန်ပြီးတော့ဒီကောင်တာပြန်ပြီးတော့ဒုက္ခပေးတာလေးတွေအဲ့ဒါတွေမြင်ရတယ် तू အိုက်ထက်ပို့ပြီးတော့ပြောခြင်းပဲမြင်အိုက်ထက်တော့ तू ပို့မလုပ်ပြနိုင်ခဲ့ဘူးအော် game ကရေချမ်းကသူ့ကိုတောက်လျှောက်စိတ်ပိုင်းရောရုပ်ပိုင်းရောအပါဝါအရန်กว่าဟုတ်တယ်ဘာဝါတော်กว่าသွားပြီအဲ့ပါဝါတွေလေกว่าတဲ့အတွက် game ဒီမင်းကျော်သား intelligence လေး ਨੇ ပြီးတော့ခန္ဓာရည်ဆိုခန္ဓာရည်ကအလောက်မဟုတ်ဘူးခန္ဓာရည်ကရိုးရလို့ဝင်မှာတော့တောင်း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 မှာရှုံးကြပါဘူးခန္ဓာရည်ဆိုတာထက်အဲ့ဒီ intelligence နဲ့သူကစားသွားမဟုတ်ရင်တော့သူရှုံးမှာပေါ့ဟုတ်ကဲ့ ီရေချမ်းကလောက်တာမြန်တယ်မြန်လဲမြန်လို့အားလဲအပ်ပါတယ်ပြီးထိလဲထိရောက်တယ်ပင်သူကန်တာပဲဖြစ်ထိုးတာပဲဖြစ်ရိုက်တာပဲဖြစ်သူစပစ်အချိန်မလိုဘူးပေါ့နော်အဲ့လိုအချိန်တွေမှာတော့ဒါမင်းကျော်စားကမစင်းသွားဘူးမစင်းသွားဘူးလို့သူလောလဲရှုံးမပေးသူမှလို့ဟိုနောက်ဆုံးတစ်ချက်ရတစ်ချက်ပြတ်လုံးမယ်ဆိုတော့မျောလင်းချက်မျိုးအဲ့လိုမျိုးလဲမြင်ရရှိတယ်ညီအဲ့ဒါအဲ့ဒါမင်းကျော်စားရဲ့လုံးမဟုတ်ကွာအဲ့ဒါလေးဟိုရိုးရလိုးရဲ့ style ကအဲ့ style ပဲတော်တော်နဲ့ကတော့အရှုံးမပေးကြဘူးဟုတ်ကဲ့အရှုံးမပေးသိတိုင်အောင်အခုတော့ဟို လောလောလေးမြင်နိုင်တာကဘသူစီးလဲဆိုတော့လောလောလေးမြင်နိုင်တယ်အရေချမ်းကတော်တော်စီးတယ်ဟုတ်ကဲ့အရေချမ်းတော်တော်စီးအခု damage အရေတော့ဆိုတော့ဒါအခုတို့ဒီတကက် data အတိကျနေလို့မဟုတ်ဘူးဒါပေမဲ့မျက်မြင်ပေါ့နော်ရေချမ်းကိုဟိုရှင်းလုံးအောင်ထိတယ်ပေါ့ဘဝိုင်းချမ်းရက်ကလွဲပြီးတော့ပြည်လုံးပွဲတွေမှာရေချမ်း9ကြိမ်10ကြိမ်ထိတယ်ဆိုတော့မရှိဘူးအဲ့ထဲမှာတချို့ဟာတွေက heavy damage လည်းဖြစ်တယ်ဟုတ်တယ်ဟိုတဲကိုထိတာမျိုးတွေလည်းပါတယ်အဲမင်းကျော်ကအလုံး30မကထိတယ်ဟုတ်ဒါဒီလိုတော့အကြမ်းပြောလို့ရတယ်အဲအရှုံးမပေးဘူးဆိုတာကတော့ ဒီနေရာမှာမင်းကြော်သားမှုပဲ ਨੇ တခြားကလေးတရားရောက်ဆိုလဲဥမာအာချနာကဖြစ်နေရင်လဲတတော်နဲ့အရှုံးပေးမှာမဟုတ်ဘူးအဲဒါပေမဲ့ဒါသုံးကြီးပွဲပေါ့နော်ငါးကြီးပွဲဆိုဒီလက်ရည်ဆိုပြောလို့မရအောင်မင်းကြော်သားကြဒီထက်ပိုကြသွားနိုင်တယ်အဲအဲဆိုတော့အရှုံးနိုင်ပေါ်သွားနိုင်တယ်အမှတ်နဲ့ရတော့ဟိုပြောနေကြတာမလို့ပေါ့ဟုတ်ကဲ့ကိုဒါပြောခဲ့ရလဲပြည့်စုံပေါ့နော်အခုဖြစ်ဆက်ပြောချင်တာရှိရောအေးဖြစ်ဆက်ပြောချင်တာကတော့ရေချမ်းကတော့ဒီလမ်းအောင်သူဒီတိုင်းလေးဆက်လျှောက်သွားအောင်ပါပဲဒီပွဲကလည်းသူ့ရဲ့ပွဲသူ့ရဲ့ ဒီပုံစံကောင်းပြနိုင်တဲ့ပွဲတွေကတပွဲပဲသူအကောင်းဆုံးပုံစံပြတဲ့ပွဲတော့မဟုတ်ဘူးဒါပေမဲ့ပုံစံကောင်းပြနိုင်တဲ့ပွဲတွေကတပွဲပဲအဲရေကြမ်းရဲ့ပါဝါကိုလည်းကြိုက်တယ်အမြန်နှုံးကိုလည်းကြိုက်တယ်လက်ထွက်လည်းကြိုက်တယ်အကြိုက်ဆုံးကတော့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုအရန်ကြိုက်တယ်မင်းကျော်သားကကြတော့ physical ကိုပြင်လိုက်သူရဲ့ physical physical ပြင်တယ်ဆိုတာက physical ပြင်အလိုလိုလူကလေ ဟိုစိတ်ပိုင်းဆိုင်ရာပါတချို့အရာတွေကပြောင်းလဲပြီးသားပဲ physical ပြင်ဖို့ဆိုလွယ်တာမဟုတ်ဘူးစိတ်ထဲအကျန်းခံတယ်မှာ physical shape ကိုပြင်လို့ရတော့ physical ကိုအဓိကပြင်သူ့မှာပညာရှိပြီးသားဒီတိုင်းဆိုရင်အခုဒီပွဲလေးဆိုတာအကွာပြန်တက်လာလို့လူမြင်တယ်ဒီလမ်းကိုဆက်လျှောက်စေချင်တယ်အဲ့လိုပဲ training တွေပြင်းမယ်ရော့မယ်အီလေအီလေဟိုဟိုဟာလေးဖြစ်လို့ဒီဟာလေးဖြစ်လို့ဒီနေ့တော့ training ဖြတ်လိုက်မယ်ဆိုတော့စိတ်မျိုးနဲ့ဆိုရင်တော့မင်းကျော်ကတကယ်ကစားသမားကောင်းတယောက်ဒီအစ်စ်မှာပဲရက်သွားလိမ့်မယ်ဟုတ်ကဲ့ဗျ ပြေဆိုဖိကြပေးခဲ့တော့ကျေးဇူးတင်ပါတယ်ပြည်သက်တွေလည်းကျွန်တော်အားနှစ်သက်လိုက်မယ်လို့ယုံကြည်ပါတယ်ဗျ